မသေးခင်လေးကိုကောင်းမွန်လေးနေသွားကြတာပေါ့အသက်ကြီးပြီဆိုတော့လေလက်ဆော့လိုက်ရကောင်းမလားဆိုတော့တွေးလိုက်တိုင်းလေငါလက်မဆော့ကျင်သေးဘူးဆိုတော့ရုံကညင်းစင်းကဖြစ်နေဟိုအကူကြီးတောင်းပြီးတော့ဘောနော်ငါရှင်းသန်နိုင်ဦးမလားဆိုတော့အတူနေပေါ့ဟိုဘယ်လိုလဲဆိုတော့ကိုယ်ကယ်နိုင်မယ်ကယ်တခြင်းကိုမျောလင်းနေတာဘောနော်ကျောင်းမအဖွားကဆက်ပြီးတော့တက်ကမစေးနိုင်တော့တဲ့အတွက်အကူကြီးပြီးရှဲပြီးတော့ ဆက်ပြီးအသက်ဆင်းနိုင်အောင်ကူညီပေးကြပါဘောင်းအဘွားလာကြောက်ကနှစ်ဖက်လုံးပြက်လို့လေကြောက်ကစိမ့်နေရတာလေးနှစ်ထဲအောင်နေမျိုးလုံးကဒီဘက်ချမမြင်အောင်ဒီဘက်ကတော့တော်တော်ဝါးနေတယ်ခွဲဘွားကတော့တိတ်အဆင်မပြေသေးဘူးအဲဘလို့တင်းပြက်လဲဆိုတော့ အဖွားကကူးစရာမရှိတော့လို့အဲ့ဒါလူရှင်တို့လှမ်းပြီးအကူကြီးတောင်းတာပေါ့နော်အဖွားဆက်ပြီးတော့စိတ်ကူးခြင်းလို့ပေါ့အဖွားမှာနောက်ခံလည်းမရှိဘူးဒီလိုជីကြီးမမထောက်ပါမယ်ဆွေမျိုးလည်းမရှိဘူးသားသမီးလည်းမရှိជីကြီးမမအဲ့ဒါတောင်းလို့အဖွားအဲ့ဒါနဲ့လှမ်းပြီးတော့ပေါ့နော်ဒီတက်တော့ပေါ့တင်ပြီးတော့အလူခံကြည့်တာပေါ့အဆင်ပြေမလားလို့စိတ်လေးကူးဖို့ ဖွာစားဖို့တောက်ဖို့အလိုမခံပါဘူး။အဲ့ဒါတွေကနည်းနည်းပါးပါးထောက်ပံ့နေလူတွေရှိတယ်။ဒီစေးကုဖို့တခုတည်းကိုဖွာအလိုခံတာပါ။စေးလေးကုခြင်းကိုကြောက်ကကတပတ်သုံးညိမ့်စေးရတယ်။တပတ်သုံးညိမ့်စေးရတော့အခုမတတ်နိုင်တော့လို့လုံးဝမတတ်နိုင်တော့လို့နှစ်ကြိမ်အနည်းဆုံးဖြစ်နေစေးနေရတယ်။အဖွာတို့စေးတဲ့စေးဥမာသာတစ်ကြိမ်ကိုနှစ်သိန်းခွဲကြတယ်။ဘာအဆက်မိတော့ ထောက်သုံးရလဲဘာမှမရှိတော့အဲ့တော့အရင်ကတော့နေကောင်းကျိုးသွားတာပေါ့အခုနေကောင်းလာတော့အခုစရလုံးဝမရှိတော့အစင်မပြေဘူးမနေ့ကလည်းဆေးအောင်မှလည်းမတောက်သွေးတိုးနေတယ်ညကလည်းတညလုံးအခုမနေ့လည်းသွေးတိုင်းတော့သွေးက150မကြောက်ဘူးကောင်းနေလဲကိုက်လူတွေလဲနေလို့ထိုင်လို့လုံးဝမကောင်းဘူးတာရဲ့ ပြိုလဲပြိုကျင်တယ်အန်ကျင်တယ်ဗောဒီတက်ကသမားတွေရထုံဆံဗောအရင်တော့ဖာတက်ကလေးလဲပြီးတော့ဂျန်တဲ့တတန်လေးကိုကိုယ့်အကိုလောက်ကိုက်စားပြီးနေခြင်းလဲအလူလဲမခံခြင်းလို့ဗောနော်အခုကဒီတက်ကလင်းနိုင်တဲ့အထီကိုဗောအကူကြီးတောင်းတာပါတစ်ခါမှမစင်စားဘူးအဖွားပို့ပြီးအံ့ဩတာအဖွားကိုယ်တိုင်ကအတန်တိတ်ဘယ်နေရာမစို့ ရဲရဲရောလှူဒါန်းတယ်လို့တနေ့မှာကိုကဒီလိုအလှူခါမယ်လို့အိမ်မက်တော့မမဘူးအဖာစိတ်ကူးရင်ကြည့်တာပေါ့နော်ငါအတောက်ကလေးလဲနိုင်ရင်ပေါ့တန်ရှင်ဘလောက်နေနိုင်မှာလဲလင်းနဲ့ငါလဲချောင်းနဲ့ပေါ့ဥပမာပြောတာရေလေးတောက်နိုင်မယ်ကြောက်ခတ်သမားရေမတောက်ရအောင်24နိုင်မှာရေတမ်းမူတဝက်900ပဲတောက်ရတယ်အဲ့ဒါဟင်းကြိုတွေပါတောက်မယ်ဆိုရေမတောက်ရအောင်ရေတောက်မယ်ဆိုဟင်းကြိုမတောက်ရအောင်ထမင်းစားတာပေါ့အသက်ကြီးလို့ အခုအသက်ကြီးတော့ဘောမနော်ဟိုတခါကျမစားတယ်မတော့ချင်မထမင်းနေပါလေအဲ့လိုဆိုတော့ over တင်းလေးပါလေးတောက်ပြီးနေမယ်ဆိုတော့မရဘူးရေတွေကများတယ်အခုမျက်နှာကြီးဖွာမျက်နှာဖော်တော်နေတာအဘွားအလောက်ကြီးွားတော့မင်းကပဲရေထုတ်လာတာစေးဟုံမှာဘယ်လိုဆိုရလဲဆိုတော့ဒီတစ်ခါစေးပြီးနောက်တစ်ခါဘယ်လိုဆေးရပါမလဲဘယ်ရရမလဲဘသူစီကတောက်အောင်မလဲဘသူစီကချီရမလဲအဲ့လိုဖြစ်နေတာပေါ့မြင်တာတော့ကောင်းကောင်းတော့မအေးရဘူးစေးဖို့ မလောင်းကားတဲ့အတွက်ပြီးလို့ရှိရင်အခုကြောက်ကဆေးမြင်တောက်ဆင်းရမတောက်နိုင်ကုန်နေတယ်အဲ့လိုမျိုးဆေးတွေလည်းဈေးကြီးတော့မဝင်နိုင်ဆေးရလည်းမတောက်လို့မရအောင်ဆန်မျိုးတီးတောက်ရတယ်ဟောငါငါများအသက်ဆက်ရှင်နိုင်မလားဒီလိုနဲ့ပဲဟိုလက်လျှော့ပြီးအဆုံးပေးလိုက်ရမလားအဲ့လိုကြီးဖြစ်နေတာပေါ့နော်လက်လျှော့ရတော့မလားဆိုပြီးတော့အဲ့လိုမျိုးတော့ကတစ်ချိန်လုံးဖြီးစီးနေတာပေါ့တာရဲ့အခုနေဖြစ်ချက်နာတော့အဖွားကြောက်ကလေးလဲလို့ရရင် လဲပြီးတော့အေးချမ်းသာလေးနဲ့ကြံတဲ့အချိန်မျိုးဖြစ်သန်းနေတယ်ဘွာဟုတ်တယ်ဘွာကအရင်တော့ဒဇန်လောက်ဟုတ်တယ်ဆိုတာအနည်း40လောက်လောက်ခဲ့တယ်ကိုပိုင်ပေါ့နော်ကိုပိုင်ကတင်ကိုပိုင်ဆိုင်ကိုပိုင်လောက်သားနဲ့ကိုယ့်အကိုထုတ်တာအဲ့လိုပဲမင်္ဂလာဝတ်စုံတို့ပုံစံဝယ်နေတဲ့တပေါ်တက်ဝတ်စုံတို့ပေါ့အဲ့ဒါမျိုးယူဘွာအနည်း40ကျော်လောက်အနည်း40ပေါ့အနည်း40တီးလောက်ခဲ့တယ်တုတ်ကမဖြစ်ခင်အဘွာမစားနိုင်မတောင်းနိုင်နဲ့6လောက်လောက်ကလုံးဝအစာစီစာမဝင်ဘွာတာမှာမဲ့တကြီးရောကပဲထင်တာ နောက်တော့လုံးဝတော်တော်ကြီးအခြေအနေမကောင်းသတိဟုံးစားပါနှလုံးရမတက်ဖြစ်တဲ့အချိန်မှာမှခလေးကစေုံကြီးပို့ပြီးတယ်ဒီခလေးကစေုံကြီးပို့ပြီးတော့စေုံကြီးမှာအကုန်လုံးဆစ်လိုက်တော့မှတက်ခွက်ကနောက်ဆုံးအဆင့်ဖြစ်နေတယ်စာဖြစ်ကနေပြီးတော့ပြီးခဲ့တဲ့၃နှစ်အထိကိုအဖွားလုံးဝကိုယ်ပိုင်ပြဿနာနဲ့ပဲကူးခဲ့တယ်ရှိသမျှအကုန်ထုတ်သုံးတာပေါ့ဒီလိုအလူခါမှာဒီပါတယ်နားမလဲဘူးနားမလဲတော့အကုန်လုံးဆုံဆုံမြုပ်ကုန်သွားတော့မှအခုမှအဖွားအဲ့ဒီ line board ရောက်လာတာ လက်လျှော့လိုက်ရကောင်းမလားဆိုတော့တွေးလိုက်တိုင်းလေငါလက်မလျှော့ကျင်သေးဘူးဆိုတော့ရုံကညင်စင်းကဖြစ်နေတယ်။ဟိုအကူကြီးတောင်းပြီးတော့ဘောနော်ငါရှင်းတာနိုင်အောင်မလားဆိုတော့အတွေးနေပေါ့။ဟိုဘယ်လိုလဲဆိုတော့ကိုယ်ကယ်တိုင်းမဲ့ကယ်တဲ့ရှင်ကိုမျောလဲနေတာဘောနော်။အဖွားကြောက်ကလေးလဲခြင်းပါလေစေတနာရှင်လူရှင်များရှင်အဖွားကိုစူပါအောင်ပြီးတော့ကူညီပေးကြပါလို့တိုက်တယောက်ချင်းစင်တော့မဟုတ်ဘူးပေါ့အများတော့ပေါ့အားလုံးစူပါအောင်ပြီးတော့ပေါ့ပရာဟိတရီရော အလူရှင်တွေရောစေတနာရှင်တွေရောအဖွားကိုအကူအညီပေးရင်တော့အဖွားအသက်လေးဆက်နိုင်မယ်လို့ထင်ပါ